ော်ဆောင်အဲ့တော့ဒီဓမ္မကြီးကဘာကမ္မထာအားထုတ် ပြီးတော့အောင်၆ပါးကမ္မထာအားထုတ်ပြီးပြီးတော့အခုသဘာဝတရားအားထုတ်နေပါလေခင်ဗျာသဘာဝ၅မျိုးတရားကမ္မထာအားထုတ်နော်ဓမ္မပြဟုတ်ပြီအဲ့တော့ဘုလိုကတော့လက်တလောတော့နော်ဒီကဘာကြီးဝင်းနိစရာကဦးနို့ကိုအရိယမန္တန်ရဲ့ဒီတရားတွေနဲ့တကွပါเนาะအဝကတွေအားလုံးကိုခုကျွန်မတို့ကျင့်သုံးနေတဲ့တရားတွေအားလုံးဦးဇင်းတို့ရဲ့ဟောပြောနေတဲ့တရားတွေအားလုံးကိုကပိုင်းဝင်းနေစရာအခွဲ့เนาะတရားဝင်းနေတို့တွေက ဘုလို့တရားကိုစစ်တဲ့အခါအာရမဝါရဆိုပြီးတော့ဘုလို့ဆုံးဖြတ်ချက်ချလိုက်တယ်ပေါ့နော်အာရမဝါရအာရမဝါရီအာရမဝိထုပေါ့အသတိရပြောနော်ဘုလို့ဆုံးဖြတ်ချက်ချလိုက်ပြီအဲ့လိုမျိုးကဘာယူဝနိစရာကဓမ္မယူအာရမဝါရလို့ဆုံးဖြတ်ချက်ချလိုက်တဲ့အခါကိုဓမ္မိုက်သိလားတပည့်ရောအခုတရင်နဲ့ကနေပြီးတော့တက်လာလို့ကြားမိပါတယ်ခင်ဗျာကြားသိရောအဲ့လိုကြားသိခြင်းဓမ္မကြီးရဲ့ယင်ထဲကဓမ္မတွေကပျောက်သွားလားတပည့်ရောကြားသိသိခြင်းစာအုပ်ဖတ်ကြည့်ပြီးတော့ကိုညံဆင်ပါတယ်ခင်ဗျာဒီအာရမလို့ပြောနေတာဒီသူတို့ဒီဒီတရားရဲ့အနှစ်သာရကို မတိချင်းဆိုတဲ့အတိတ်ပဲလေးကိုတပီတော့ညံထဲမှာတန့်ရောက်ပြီးတော့အရင်တော့အဖြစ်ဆိုတပီတော့တုံးလုံးမိပါတယ်ခင်ဗျာဆရာတော်ဘုရားရဲ့တွင်တင်ဆုံးမမှုတရားဒေသနာရဲ့ဂုံကျေးဇူးတော်အပေါင်းတို့ကြောင့်တပီတော့မှာတုံးလုံးမှုခြင်းမရှိဘဲနဲ့အမှန်တရားဒီသစ္စာဖြစ်ပါသည်ဆိုပြီးတော့ပဲတပီတော့အောင်းမိဆင်ញင်လိုက်ပါတယ်ခင်ဗျာအဲ့တော့တို့ကအာရမတို့ဆုံးဖြတ်တော့ဓမ္မကြီးတို့ရင်ထဲကဓမ္မတွေအလုံးကအာရမဖြစ်သွားလားဓမ္မကြီးကျင့်သုံးနေတဲ့တရားတွေအလုံးကအာရမဖြစ်သွားလားအာရမမဖြစ်ပါဘူးခင်ဗျာဘာလို့အာရမမဖြစ်ဘူးလို့ဓမ္မကြီးကပြောနိုင်တယ်တပီတော့တို့တပီတော့တို့မသိခဲ့တဲ့ဒီအနတ္တတရားအနတ္တ အနတ္တတရားကိုတပည့်တော်အတ္တလုပ်ခဲ့တာကိုအိုင်ပိုင်ချာချာတပည့်တော်ညံ့မမိတာကိုဆရာတော်ဘုရားရဲ့မြတ်စွာဘုရားရဲ့တရားဒေသနာတော်ကိုအမှန်အစင်တိုင်းဟောကြားတဲ့မက်ကင်ရှင်ပါလန်းကိုတပည့်တော်တေချာပိုင်ချသိမြင်တာဖြစ်တဲ့အတွက်တပည့်တော်လည်းရဲရဲကြီးဒီတရားကိုရှုမြင်သုံးသပ်အောက်မေ့ပြီးတော့ခါကြတော့ဒီလိုတပည့်တော်ညံတော်မှသိရှိပြီးအမှန်တရားကိုသိပါတယ်ဆိုတဲ့ပိုင်ချတဲ့ညံနဲ့တင်တပည့်တော်အတ္တမဆိုတာလက်မခံနိုင်ပါဘူးခင်ဗျာ။ဒီမကြီးရဲ့ဒီတရားကိုဘာလို့ကိုးကွယ်ရတာလဲ။ ခုနတရားကိုဘာလို့ကျင့်သုံးရတာလဲဘာကြောင့်ကျင့်သုံးတာလဲဘာကြောင့်ဒီတရားတွေပေါ်မှာဒါမှမဟုတ်အဲ့လိုယုံကြည်မှုနဲ့ကိုးကွယ်ရတာလဲတင်ပါဖေဟာတပည့်တော်တို့အရင်တော့ကတရားဆိုတာလဲမသိခဲ့ပါဘူးဖေဟာအရှိတရားတဘာဝဆိုတာလဲမသိခဲ့ပါဘူးဖေဟာအရှိတရားတဘာဝကိုအတိတရားဓမ္မဆိုတာကိုပိုင်ပိုင်ခြားခြားသိရှိပြီးတော့အရာအလုံးဒီတဘာဝဆိုတဲ့တရားတွေကိုတပည့်တော်တို့ပိုင်ချိုင်းပိုင်ပိုင်ခြားခြားလဲသိသိရှိခဲ့ရပါတယ်ဖေဟာတဘာဝအရှိတရားဖြစ်တဲ့အတွက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့တရားတော်မှာပါတဲ့တည်သနာတော့ တရားဒေသနာတော်ကုံကျေးဇူးနဲ့အေဟိပတ်တီကောအောက်ပံတီကောပစ္စတန်ဝိဒိတာပေါ်ဝိညာဉ်ဟိတီတရားဟီကုံတော်6ပါးကုံကျေးဇူးတော်အပေါင်းတို့ဆင်ញင်းသုံးသပ်ပြီးရတပည့်တော်သည်ဒီတရားဒေသနာတော်တွေသည်မှန်ကန်ကြောင်းတပည့်တော်ဉာဏ်မီသလောက်တပည့်တော်နာကြားရဲ့တရားဒေသနာတော်တွေနဲ့အတူတူတပည့်တော်ရင်ထဲမှာကိန်းအောင်လာတဲ့တရားဓမ္မတွေသည်တပည့်တော်ဤလောဘဒေါသမောဟကိုဒီတရားကိန်းမှသာတပည့်တော်ရရှိခဲ့တဲ့တရားဒုတရားမြတ်တွေအမှန်ကန်ကြောင်းတပည့်တော်ဉာဏ်အားရှိသလောက်ကိုလည်းတပည့်တော်အသက်ထက်ဆုံးယုံကြည်အားကိုးမိပါတယ်ခင်ဗျာ။ ဲ့တော့အကြောင်းရင်းဘာကြောင့်လို့ယုံကြည်ရတာလဲဘယ်အချက်လက်တွေကိုဓမ္မရနော်ဓမ္မကြီးတို့ဒီတရားတွေကျင့်တော့ဘာတွေထူးခြားမှုတွေရှိလဲတင်ပါဗျာတပည့်တော်ရှောက်တင်ပြစီဖေဟာဖေဟာတပည့်တော်တို့ဒီဒီတရားဆိုတဲ့သဘောကိုလည်းမသိခင်တော့ကတပည့်တော်တို့အားထုတ်ခဲ့တဲ့အချိန်မှာတရားကမကောင်းမှုမလုပ်မကောင်းမှုကိုမလုပ်ဘူးကောင်းမှုပြုလုပ်တာကိုတရားလိုပဲထင်ခဲ့ပါတယ်ဗျာအခုချိန်မှာတပည့်တော်တို့တရားသည်တဘာဝအရှိတရားကိုသိရှိပြီးတော့တပည့်တော်ရဲ့ရုပ်ရရှိခဲ့တဲ့သစ္စာတရားတွေကိုတပည့်တော် မပယ်မဆွဲဘဲနဲ့အေးတန်းနဲ့နိဗ္ဗာန်ဆိုတာအဲကလက်ကင်ရှင်ပါအာကြောင်ကြောင်သွားဆိုတဲ့တရားတပုတ်ကလေးကိုနာကြားစီခြင်းပါလေခင်ဗျာဒီတပုတ်တဲ့နဲ့ကိုပြီးဆုံးနာကြားစီခြင်းနဲ့အခုဆရာတော်နဲ့ပတ်သက်တဲ့ပြောနေတဲ့ဒီဆရာတော်အပေါ်မှာဆရာတော်ရဲ့ဒီတရားပေါ်မှာဆရာတော်ရဲ့တရားပေါ်မှာဆရာတော်ညွှန်ကြားပြသပေါ်တဲ့တရားပေါ်မှာမြတ်စွာဘုရားရဲ့တရားတွေမဟုတ်ဆရာတော်ဘုရားရဲ့သာသနာတော်ကအခုဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ကလေးရောအသက်ကြီးတဲ့လူရော ဟိုယောဂဝေဒနာခံစားနေရတဲ့လူရောအကုန်လုံးကကမ္မထမ်းကိုချောင်းပြောင်တန်းတန်းရှုပြီးတော့ခါကြတော့ဉာဏ်စင်ပြီးတာဖြစ်တာဖြစ်တဲ့အတွက်ဉာဏ်စင်လည်းရရှိပြီးတော့လွတ်မြောက်နေကြပါလေခင်ဗျာဒီလွတ်မြောက်နေကြတဲ့တရားတွေကိုဆရာတော်အခုထားခဲ့တဲ့အဲတရားတွေရှိနေတာဖြစ်တဲ့အတွက်တပည့်တော်ရင်ထဲမှာကိမ့်နေတာဖြစ်တဲ့အတွက်တပည့်တော်ရင်ထဲမှာတော့အများကြီးရှိနေတယ်လို့ကျန်တဲ့သူတွေကလည်းထာဝရကိမ့်ပြီးတော့တဆင့်တဆင့်နေရတော့တပည့်တော်တို့မှာရှိနေအောင်မှာပါဖြစ်ဟုတ်ပြီအဲ့တော့ဒီသာသနာတွေကိုဘယ်လောက်ကြည်ကျပြန့်ကြည်ခြင်းလဲဒီအရိယမန္တန်ရဲ့တော့ရေးတာ တင်ပါဗျာခုနကဒီတရားတွေကိုဓမ္မကြီးရဲ့ယင်ထဲမှာဘယ်လောက်ထိကျက်ပြန့်စီခြင်းလဲတင်ပါဗျာအခုဆိုလို့ရှိရင်တပည့်တော်တို့တရားအထုတ်တိုင်းနိုင်ငံတကာကနေပြီးတော့လက်လန်းမိတယ်လားအထုတ်နေတာတွေ့ပါတယ်ဗျာအားလုံးသောကမ္ဘာအသီးသီးမှာရှိနေတဲ့ပုဂ္ဂိုလ်တ attva အားလုံးမှာကမ္ဘာကန့်စိုက်နေတာဖြစ်တဲ့အတွက်အကုန်လုံးခုနှစ်သားသမီးတွေဒီမတိ